။အောင်မင်္ဂလာပါဗျာ။မနေ့ကကျော်မင်းလွင်ဆိုတဲ့မွတ်စလင်ကလေးကကိုနဲ့လိုက်လွင်ပြီးတော့တန်တရာအကြောင်းဆွေးနွေးကြပါတယ်ဆိုလို့အလုပ်တွေတော်တော်ရှုပ်သွားတယ်။ကို့အကောင်ကလိုက်လဲလွင်လို့မရသလိုလိုက်လဲကြည့်လို့မရ။အဲ့တော့သူနဲ့ဘယ်လိုမှအဆင်မပြေတဲ့အခါကျတော့တိုင်းပေါ်မှာရှိတဲ့ TikTok နဲ့ပတ်သက်တဲ့အရာတွေကိုလိုက်ပြီးရှာရတယ်။ရှာတော့တွေ့တယ် တွေ့တော့လိုက်ဘတ်တန်လေးပေါ်တဲ့နီးကိုတွေ့တဲ့ခါကျတော့အဲ့ဒီနီးတွေကိုရှောက်ကျင်းကျင်းနဲ့သူတို့ပြောသည်မနီးတွေကကိုယ့်ရှင်မှာတစ်ခုမှမပါဘူးစတင်ချိန်နီးတွေဘာတွေရလဲတစ်ခုမှကိုယ့်ထဲမှာမပေါ်ဘူးမပေါ်တဲ့ခါကျတော့အကောင့်ကိုဖြတ်ပြီးတော့ဒီ reset ချလိုက်ပြီးတော့ပြန်ဝင်တဲ့နီးကိုတုံးကြည့်လိုက်တော့ပေါ်လာတယ်လိုက်လွင်တဲ့နီးကပေါ်လာတယ်ပေါ်လာတော့မနှက်ပြန်တော့လိုက်လွင်မယ်ပေါ့နော် တုံးနေရင်တန်းတန်းနဲ့အဲ့လိုက်လွန်းတဲ့ဟာလေးကပါပြောက်သွားပြန်အဲ့တော့ကိုလည်းစဉ်းစားလိုက်ပါတယ်ငါမဟုတ်လို့မပြီးတာဖြစ်မယ်အဲ့တော့ကိုရီအကောင့်တွေကသူများကတွေလို့ဘာ region ညာ region တွေလည်းမဟုတ်ဒီတိုင်းလေးရိုးရိုးလေးဖွင့်ထားတဲ့အကောင့်တွေဖြစ်တဲ့အတွက်မပြီးတာလည်းဖြစ်ကောင်းဖြစ်မှာပေါ့နော်သူကတည်ကျင်တာကတန်တရာကိုတည်ကျင်တာဆိုတော့စကလုံးနေနဲ့အဓိကပြဿနာတွေကသူတို့ငါပြောအရက်စကားတွေကိုသာလူတွေကနားလေကြတာဘာသာတရားတစ်ခုရဲ့အတိတ်နဲ့သဘောတရားတွေကို နားလည်နိုင်တဲ့လူအင်အားကမရှိတဲ့လောက်ရှားပါတယ်။တန်တရာဆိုတဲ့စကားလုံးကဗမာစကားလုံးဖြစ်တယ်။ဘယ်ရလာတာလဲလို့မြင်လို့ရှိရင်တန်တာရဆိုတဲ့ပါဠိစကားလုံးကနေလာတယ်။အဓိပ္ပာယ်ကတော့လေတာပေါ့လေပတ်ချင်းလေပတ်ချင်းခန္ဓာအာယတနာဓာတ်သစ္စာဆိုတဲ့ဒီခန္ဓာအစဉ်တိုင်းတစ်ခုကိုတန်တရာလို့ပြောလိုက်တာ။အဲ့တော့ဒီတန်တရာရဲ့အစမထင်ဘူးဆိုတဲ့ဇာတ်ကိုသူသိကျင်ပုံရပါတယ်။ကိုရင်း မှန်းကြည့်တာဗောနော်သူ့ကောင်းတဲ့ဝင်ကြည့်ပါဆိုတော့လေဘယ်ကောင်းကြည့်ဘယ်ဘယ်ပို့ကြည့်လို့ကြည့်ရမှန်းမသိကိုကလည်းအချိန်ကြီးအဲ့လောက်ပြီးပြီးတော့သူများဟာတွေဝင်မကြည့်တတ်တဲ့ခါကျတော့တန်တရာဆိုတော့သကလုံးကခန္ဓာတစ်ခုရဲ့ဘဝဖြစ်စဉ်ဗောဒီဘဝဖြစ်မယ်နောက်ဘဝဖြစ်မယ်ရှေ့ဘဝဖြစ်မယ်အဲ့ဒီလိုဘဝတွေဖြစ်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 ပြီးတော့ခန္ဓာအစဉ်တိုင်းကြီးဖြစ်တာကိုတန်တရာလို့ပြောတာအဲ့ဒီတန်တရာအစဉ်တိုင်းကြီးဖြစ်ဖို့အတွက်ကိုလောကကြီးထဲမှာရှိတဲ့အရာတွေကိုမြတ်စွာဘုရားဟောတဲ့အခါမှာခန္ဓာ အာယတနာဓာတ်ပြိဿသမုပ္ပါဒါနဲ့ပဲပြဆိုဒါနဲ့ဘာကြောင့်ပြဆိုလဲလို့မေးလို့ရှိရင်လောကကြီးထဲမှာရှိတာလဲဒါပဲရှိတာမဟုတ်လို့ဒါပဲပြရတာခန္ဓာလို့ပြလိုက်တယ်ဆိုရင်ခန္ဓာ၅ပါးခန္ဓာ၅ပါးမှာရုပ်စုဝေးဘယ်ရုပ်ပဲဖြစ်ဖြစ်မျက်စိနဲ့မြင်ရတဲ့အစင်းမှန်သမျှရုပ်နားနဲ့ကြားတဲ့အတန်မှန်သမျှရုပ်ပဲနှာခေါင်းနဲ့ရှူလို့ရတဲ့အနံ့မှန်သမျှအဲ့ဒါလည်းရုပ်ပဲ ဟုတ်ပြီလားရှာနဲ့တွေ့ထိရတဲ့အရသာမှန်သမျှအဲ့ဒါလည်းရုပ်ပဲခန္ဓာကိုယ်တွေ့ထိလို့တွေ့ထိနိုင်တဲ့အသိနဲ့သိတဲ့အရာမှန်သမျှလည်းအဲ့ဒါတွေကရုပ်ပဲတည်ခြင်းသဘောတရားကနံတရားအဲ့ဒီနံမှာထွေထွေထူးထူးပညာသဘောတရားတွေပါလာမယ်စင်ကျင်တုံတရားတွေပါလာမယ်အထွေထွေထူးထူးသိတတ်တဲ့သဘောတရားကိုဝิญဉ်လို့ခေါ်တယ်အဲ့တော့ခန္ဓာနဲ့ပြောရင်ခန္ဓာ၅ပါးအာယတနာနဲ့ပြောလို့ရှိရင်အာယုံ၆ပါးရှိတယ်တစ်ဖက်မှာမြင်စရာအစင်းရှိတယ် အတန်ရှိတယ်အနတ်ရှိတယ်အရသာရှိတယ်အတွေ့အထိရှိတယ်ဓမ္မသဘောတွေရှိတယ်အဲ့ဒါကလောကကြီးတစ်ခုလုံးကိုကြည့်ရင်အဲ့ဒီ6ပါးပဲရှိတယ်အဲ့ဒီ6ပါးထဲမှာပို့ဘူးမိမိတဏ္ဍာမှာအဲ့ဒီ6ပါးကိုအာယုံခံတဲ့စနစ်6ခုရှိတယ်မျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်ရှာရှိတယ်ကိုယ်ရှိတယ်စိတ်ရှိတယ်အဲ့ဒါအာယုံခံစနစ်တွေပဲလောကကြီးမှာရှိတဲ့အာယုံတွေကိုဒီအာယုံခံစနစ်6ပါးနဲ့သိရတယ်အဲ့တော့လောကကြီးမှာရှိနေတဲ့စနစ်ကလည်း ဘာလို့ဘာဒီအကြီးကြီးကျယ်ကျယ်ဒီဘလို့ဒီ definition တွေဘလို့ခွက်ခွဲအယုံ6ပါးပဲရှိတယ်လောကလုံးမှာနီလာနက်ခတ်ဂျိုးတွေနတ်တွေဗမာတွေအကုန်လုံးအားလုံးဘယ်နေရာကို ပဲတော်တော်လောကလို့ပြောလိုက်တာ ਨੇ အယုံ6ပါးပဲရှိတယ်လူမှာအယုံခံ6ပါးရှိတယ်လူရဲ့အယုံခံ6ပါးတဲ့တာတဲ့တတ္တဝါတွေရှိတယ်အဲ့ဒီအယုံခံ6ပါးတဲ့တာတဲ့တတ္တဝါတွေဥပမာခွေးဆိုရင် လူတဲ့အနံ့ခံတဲ့ဆွမ်းအားပုံပြီးညားတယ်အာယုံခံ6ပါးပုံကောင်းတယ်ဆိုတော့လူမျက်စိတဲ့နတ်မျက်စိကပုံပြီးတာတယ်အဲ့တော့လူမျက်စိကနေပြီးတော့နတ်မျက်စိရအောင်တမထအဆွမ်းနဲ့ဒိဗ္ဗဆက်ကူအပညာရအောင်အားထုတ်လို့ရတယ်လူရဲ့အတာဆုံးနည်းကဘာလဲလို့မေးလို့ရှင်ဝိညာဏဓာတ်ပဲလူဟာဝိညာဏဓာတ်ကအတာဆုံးပဲအဲ့တော့လူရဲ့ဝိညာဏဓာတ်ကအဆွမ်းကုန်ဖွင့်လက်နိုင်တယ်အကန့်အသတ်မရှိဘူးအပိတ်ပြင်မရှိဘူးတားဆီးမရှိဘူးအဲ့တော့တချို့သောပုံကိုယ်တွေကသူတို့ဘာသာအရာပြောလိုက်ပဲလူရဲ့အသိဉာဏ်အကန့်အသတ်ရှိတယ် တကယ်တော့လူရဲ့အသိဉာဏ်ကအကန့်အသတ်မရှိဘူးလူရဲ့အသိဉာဏ်ဒီကဘာဦးအစလိုပဲပြောပြောဟလာမနေ့တနေ့အကြောင်းတွေကိုပြန်ကြည့်လိုက်လို့ရှိရင်လှဲနဲ့သွားနေတဲ့ခေတ်ကနေပြီးတော့ကလီနဲ့သွားနေတဲ့ခေတ်ကနေပြီးတော့တမောတွေဖြစ်လာတဲ့ကားတွေဖြစ်လာတဲ့ဖုန်းတွေဖြစ်လာတဲ့စသည်ဖြင့်တိုးတက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 ်လာတာဒီလူရဲ့အသိဉာဏ်ကြောင့်ပဲဖြစ်တယ်။အရာအလုံးကိုမြတ်စွာဘုရားကစိတ်ကပဲဥဆောင်တယ်လို့ဟောထားတယ်။ဟောထားတာဖြစ်ခြင်းကြောင့်စိတ်ကပဲအရာရာအလုံးကိုပြုဝင်ဖန်တီးသွားတာ အဲ့တော့ယနေ့ကားတွေလင်းကြီးတွေလက်ထက်တွေဆိုတာတွေဒီအဲ့ဒါတွေဒီတကိုးတွေပဲတကိုးဆိုတာဆွမ်းအားတက်တီကိုပြောတာအဆွမ်းရှိတဲ့အရာကိုပြောတာအဲ့တော့ကျွန်တော်တို့ကင်နေတဲ့ဖုန်းတွေကဒါတွေကလည်းတကိုးတွေပဲအဲ့ဒီတကိုးတွေဘယ်ကရလာလဲဆိုစိတ်ဆွမ်းအင်ကပဲရတယ်စိတ်နဲ့အရင်ကစိတ်ကူးရတယ်ကြံစီရတယ်တီထွင်ရတယ်ဖန်တီးရတယ်တိခါရတရားတွေကိုလှုပ်ရတယ်အဲ့ဒီတော့ဖြစ်ပေါ်လာတဲ့အရာတွေဒီစိတ်ရဲ့အကန့်အသတ်မရှိပညာတွေပဲဖြစ်တယ်အဲ့တော့စိတ်ကအုံနောက်က ပညာလားလို့မင်းအုံနောက်ကပညာမဟုတ်ဘူးအုံနောက်ဒီအခန်းရုပ်တက်တစ်ခုသာဖြစ်တယ်ပညာဒီနန္တရားဖြစ်တယ်ဒီအုံနောက်ကအခန်းတက်တစ်ခုပဲဖြစ်တယ်ရုပ်တက်တစ်ခုပဲဖြစ်တယ်ပညာဆိုတဲ့နန္တရားကလည်းဒီရုပ်တက်ကိုမှီပြီးဖြစ်တယ်ဒီတက်ပို့ပြီးတော့ချက်ထွင်နိုင်တယ်ဒါကိုဘလို့သိနိုင်လဲလို့မေးလို့ရှိရင်အုံနောက်ကြီးတိုင်းပညာကြီးတာမဟုတ်စင်နေဝေလာငါးတွေကလူတဲ့အုံနောက်ပို့ပြီးတော့ကြီးတာအစမတန်ကြီးပါတယ် သို့တော့လူတော့အသိဉာဏ်မရှိဘူးလူတော့ဉာဏ်ပညာမရှိဘူးသူတို့မှာသူတို့နဲ့ထိုက်တဲ့ပညာတွေဉာဏ်တွေရှိတယ်လူလိုလူလိုတီထွင်ကြဆဖန်တီးနိုင်တဲ့စွမ်းအားတတိဉာဏ်တွေမရှိဘူးအဲ့တော့အုံနောက်တီဉာဏ်လို့ပြောရင်မဟုတ်ဘူးလို့ပဲဆိုရဲအဖြေကတန်းထွက်ပါလေအုံနောက်ကြီးတာအုံနောက်သေးတာ ਨੇ တက်ဆိုင်သလားလို့မင်းရင်လည်းမဆိုင်ပါဘူးနော်ခုနပြောသလိုစင်တွေဝေလာငါးတွေကိုကြည့်ရင်အဖြေကထွက်ပြီးသားဖြစ်ပါတယ် အဲ့ဒီတော့အုံနောက်ကြီးတာသေးတာနဲ့လည်းမဆိုင်ဘူးဉာဏ်ဆိုတဲ့အရာဒီဝิญဉ်ဆိုတဲ့အရာဒီနန္တရားတသက်ဖြစ်တယ်သို့တော့ရုပ်ကိုမှီပြီးဖြစ်တယ်အဲ့ဒီတော့ဝิญဉ်ဆိုတာဒီအထုတ်တိတက်တဲ့သဘောအာယုံကိုတိတက်တဲ့အာယုံကိုစိစော်တဲ့အဲ့ဒီသဘောတရားတွေဒီဝิญဉာဏတက်ဖြစ်တယ်အဲ့ဒါကိုတော့ပိုင်းခြားပြီးသိရတယ်လို့မြတ်စွာဘုရားကဟောတယ်ပညာကိုတော့ပွားယူရပါတယ်လို့ဟောတယ်တိလာတဲ့အသည့်ဉာဏ်ပညာတွေထိုးထွင်းတိလာတဲ့အသည့်တွေကိုတော့ပွားယူပါတယ်အဲ့ဒါတွေကို ပညာလို့လည်းခေါ်တယ်ဒါတွေကရှင်းပြဖို့ရှုပ်တယ်ထားလိုက်ပါတော့ဒါကခြေခံသဘောတရားကိုသိဖို့ပြောပြတာဒီတန်တရားဆိုတာဘာလဲဆိုတော့သိဖို့ပြောပြတာအဲ့တော့ဓာတ်နဲ့ဟောမယ်ဆိုရင်မြတ်စွာဘုရားကလောကကြီးကိုဓာတ်၆ပါးအနေနဲ့ဟောတယ်ပထဝီတေဇောအာဘောဝါယောဝိညာဉ်အကတာဝိညာဏဓာတ်ကြီး၆ပါးရှိတယ်တလောကလုံးလုံးကိုလောကလို့ပြောလိုက်တာနဲ့အဲ့ဓာတ်၆ပါးတည်းကနေဘယ်အရာမှမလွတ်ပါဘူး အာကာသဆိုတာဟင်းလင်းမြင်တက်အဲ့ဒါဟင်းလင်းမြင်ကလည်းရုပ်တက်ပဲကိုရီးယားဒီလိုမျက်စိတည်းမြင်လိုက်လို့အာကာသကြီးမှဘာမှမရှိဘူးအဲ့ဒါဟင်းလင်းမြင်တက်လို့ခေါ်တယ်အဲ့ဒါကလည်းရုပ်တက်တစ်မျိုးပဲပထဝီတေဇောအာဘောကလည်းရုပ်တက်တစ်မျိုးပဲအဲ့ဒီဓာတ်တွေကလည်းဖောက်ပြန်ခြင်းသဘောရှိတယ်တခါတည်းမြတ်စွာဘုရားကဒါတို့ဝိပင်ကတုတ်ထဲမှာဟောထားတာတွေရှိတယ်အဲ့တော့ဒီလိုဟောထားတဲ့တရားတွေကိုပြန်ပြီးခြုံငုံသုံးသပ်ဖို့ဆိုရင် လောကကြီးကိုမြတ်စွာဘုရားကဓာတ်အနေနဲ့ဟောမယ်ဆိုရင်ဓာတ်6ပါးအနေနဲ့ဟောလိုက်တယ်မိမိခန္ဓာကိုယ်ကိုပြောမယ်ဆိုရင် ပထဝီဆိုလို့ရှိရင်အကြီးအကြီးပြားတွေတွားတွေအယိုးတွေအုံနောက်တွေနှလုံးတွေစသည်ဖြင့်32ကော့တာသားရှိအဲ့ဒါဒီကိုပထဝီပြတ်လို့ခေါ်တယ်အတွင်းအာရတနာပထဝီဓာတ်လို့ခေါ်တယ်အပြင်မှာရှိတဲ့ပထဝီနဲ့အတွင်းမှာရှိတဲ့ပထဝီအတူတူပဲတဲ့အပြင်မှာရှိတဲ့မြေဓာတ်နဲ့ဒီမှာရှိတဲ့မြေဓာတ်တက်ချင်းအတူတူပဲတဲ့အဲ့တော့မြတ်စွာဘုရားကအားလုံးကို လောကကိုအပြင်ပလောကဒီဘက်မိမိလောကလောကနှစ်ခုကိုပိုင်းခြားပြီးပြောလိုက်တယ်အဲ့ဒီလောကကြီးအကုန်လုံးဒီဓာတ်6ပါးပဲရှိတယ် ဓာတ်6ပါးအပြင်လွန်လွန်မြတ်တဲ့ death ဆိုတာမရှိဘူးအဲ့တော့ဒီဓာတ်6ပါးအစုဝေးတစုကိုတတ္တဝါလို့ခေါ်တယ်အစုဝေးတစ်ခုချင်းတစ်ခုချင်းစီကိုတတ္တဝါလို့ခေါ်တယ်အဲ့ဒီတတ္တဝါတွေကြီးတူရတူရအမိဖားတို့ရဲ့တုပ်သွေးတို့ကိုပေါင်းစုဝီဖြစ်လာတဲ့အတွက်အမျိုးအစွေတော်တယ်အနွယ်တော်တယ်အဲ့ဒီပုံကိုယ်တွေကမိမိတို့ပြုလုပ်တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကနေပြီးတော့နောက်ထပ်မျိုးစစ်ကျသွားတယ် အဲ့ဒါကိုဓမ္မသိနိုင်တယ်ခန္ဓာဝကတန်ယုံဗီဇာတုံမှာရှိတယ်ခန္ဓာဝကတန်ယုံမှာမျိုးစင်၅မျိုးခွဲပြတာတယ်ဝိညာဉ်ကမျိုးစင်နဲ့တူတယ်အဲ့တော့မျိုးစင်နဲ့အပင်ကတူသလားလို့မင်းမတူဘူးမျိုးစင်ကမျိုးစင်ပဲအပင်ကအပင်ပဲမျိုးစင်ကြီးကြီးလာလို့အပင်ပေါက်လာတာမဟုတ်ဘူးအပင်ကြီးကနေပြီးတော့မျိုးစင်လေးဖြစ်သွားတာလည်းမဟုတ်ဘူးဒီအပင်ကိုမှီပြီးတော့ပဲမျိုးစင်ဆိုတာပေါ်လာတာအဲ့ဒီမျိုးစင်ကိုအမှီပြုတ်ပြီးတော့ပဲအပင်ဆိုတာပေါက်လာတာအဲ့တော့မျိုးစင်နဲ့အပင်ကတခြားစီလားလို့မင်းလည်းတခြားစီမဟုတ်ဘူး မျိုးစေ့ကအပင်လားလို့မင်းလည်းမျိုးစေ့ကအပင်လည်းမဟုတ်သလိုအပင်ကမျိုးစေ့လည်းမဟုတ်ဘူးအဲ့တော့တချို့တွေကဘဝကူးတယ်ဆိုတဲ့သဘောတရားတွေကိုနားလေတဲ့ခါမှာဒီဘဝကနေပြီးတော့ခန္ဓာကိုယ်ရဲ့အကောင်လေးတစ်ကောင်ကထွက်သွားဟိုဘက်ကိုရွှေ့ဒါမျိုးထင်တတ်ကြတယ်တကယ်တော့မိမိတို့ပြုတ်လိုက်တဲ့ဉာဏ်ဓာတ်အလေအလက်ဓာတ်အမြင့်ဓာတ်တွေကနေပြီးတော့နောက်ထပ်မျိုးစေ့တမျိုးကျပြီးတော့နောက်ထပ်အပင်တွေထပ်ပေါက်ခြင်းဖြစ်တယ်ဒါကတန်တရာကိုနမူနာအနေနဲ့မိတ်ဆက်ခြင်းပေါ့နောက်ရက်ဒီကျရင်ကျန်ကိုကနဲ့ရှင်းပြပြီနော်အားလုံးပဲအဆလမ်အလိုက်ကွန်မင်္ဂလာပါနော် ဆိုတော့ဒီနေ့တစီမောင်နဲ့ဦးကျော်ကြီးကဒါသူလည်းကျွန်တော်နာမည်ကျော်မင်းလွင်ဆိုပြီးခိုင်လို့ကျွန်တော်ပြောတာလေနော်အာသူကအခုနေဟိုတန်တရာနဲ့ပတ်သက်ပြီးသူရှင်းသွားတယ်ဗျာရှင်းသွားတယ်ဆိုတော့တန်တရာဆိုတာဘာကိုခေါ်တာလဲဆိုတော့သူအဓိကရှင်းသွားတာပါနော်သူပြီးရင်ဗီဒီယိုလည်းထပ်တင်ပေးဦးမယ်လို့ပြောတယ်ဆိုတော့မနေ့ကလည်းသူလည်းကျွန်တော်နဲ့အပြန်အလှန်ဆွေးနွေးဖို့အတွက် live လုပ်ဖို့အတွက်ကျွန်တော်ဘက်ကဖိတ်ခေါ်တယ်ဗျာသူဘက်ကသူဘက်ကလည်းမလာတာတော့မဟုတ်ဘူးသူကတော့လာပါတယ်ဒါပေမဲ့ ဟိုလာလို့မရတာဗောနော်သူ့အကောက်ကဘာကြီးချိုးယွင်းမှုရှိနေလဲတော့မသိဘူးသူမလာလို့မရအောင်ဗောနော်ထားပါဆိုတော့ကျွန်တော်သိချင်တာတန်တရားရဲ့အဆောက်အအုံသိချင်တာဗောနော်သူကတန်တရားနဲ့ပတ်သက်ပြီးရှင်းတာဆိုတော့အဲ့မှာနည်းနည်းတော့လွဲနေတာဗောနော်ဒါမဲ့သူ့ကိုကျွန်တော်အားကျပါတယ်ကိုယ့်ဘာသာအကြောင်းကိုအဲ့လိုမျိုးကာကနနာလေးလေးလေ့လာတာတဲ့အပေါ်မှာကျွန်တော်အားကျတယ်ကျွန်တော်ဣစ္စလာမ်ကိုလည်းအဲ့လိုဖြစ်စေချင်တာကိုယ့်ဘာသာနဲ့ပတ်သက်ပြီးတော့အဲ့လိုကာကနနာလေးလာပြီးမှဣစ္စလာမ်ကိုယုံကြည်လက်ခံစေချင်တာနော် ချော်ထားပါအဲကျွန်တော်ပြောချင်တာအဲ့မှာသူစကားတစ်ခုပြောရတယ်ဗျာဒီလဲမလဲဆိုတော့အဲလူတွေရဲ့အုံနောက်ကအသိဉာဏ်ပါเนาะအကန့်အသတ်မရှိဘူးတဲ့အကန့်အသတ်မရှိဘူးဆိုတာ तू ကဘာနဲ့ပမာနိုင်ပြီးပြောวะဥပမာ तू ပေးွားတာပါเนาะဟိုအရင်တော့ကလူတွေကလဲနေနဲ့ဟိုသွာလာနေရတဲ့အချိန်မှာအခုလေရင်နေနဲ့အာကာသတွေနဲ့တည်တယ်မလားကဘာအပြင်းတွေပဲတော့ထွက်နေပြီပေါ့เนาะ तू ပြောချင်တာဒါလူတွေရဲ့အုံနောက်ကအကန့်အသတ်မရှိပြီတိုးတက်လာတာကိုဆိုတာကို तू ပြောချင်တာ ဆိုတော့ကျွန်တော်လက်ခံပါတယ်လူတွေရဲ့အုံတော့ကတိုးတက်လာတယ်ဆိုတော့ကျွန်တော်လက်ခံတယ်เนาะကျွန်တော်မငင်းဘူးအဲ့ဒါတော့လုံးဝအမှန်တရားပဲဒါမဲ့လူတွေရဲ့အုံတော့ကတိုးတက်လာတယ်ပြောတာလူတွေရဲ့အုံတော့ကအကန့်အသတ်ရှိတယ်အဲ့ဒါကိုကျွန်တော်ပြောပြချင်တာဘလို့အကန့်အသတ်ရှိလဲဆိုတော့ကျွန်တော်ဥပမာအထောက်ထားတစ်ခုပေးမယ်ဦးလေးလေးလည်းအထောက်ထားတစ်ခုပေးလို့ကျွန်တော်လည်းအထောက်ထားတစ်ခုပေးမယ်ကျွန်တော်ကုရံမှာเนาะကျွန်တော်ဖန်ဆင်းရှင်ကဒီကဘာစัจ java လာကြီးမှာရှိတဲ့လူတွေအားလုံးเนาะအစ္စလာမ်မဟုတ်လူအားလုံး နော်အစ္စလာမ်လည်းပါတယ်ဗုဒ္ဓဘာသာလည်းပါတယ်ခရစ်ယာန်လည်းပါတယ်ဂျူးလည်းပါတယ်ဆိခ်လည်းပါတယ်ဂျိန်းဘာသာလည်းပါအကုန်ပါတယ်ဗျာဘာသာတရားအလုံးပါတယ်လူမှန်အကုန်ပါတယ်အဲ့တော့လူတွေအလုံးကိုကျွန်တော်တို့မမြင်ရတဲ့ဂျင်ဆိုတဲ့တတဝါရှိတယ်။နော်မီးနဲ့ဖန်ဆင်းတာလည်းသူတို့နော်ခင်ဗျားတို့ခေါ်မှာတော့ဘယ်လိုခေါ်မလဲကျွန်တော်လည်းမသိဘူး။ဆိုတော့အဲ့ဂျင်ဆိုတဲ့တတဝါကိုအလုံးကိုလူအလုံးကိုကျွန်တော်ကုရ်အန်ထဲမှာကျွန်တော်ဖန်ဆင်းရှင်ရစိန်ခေါ်ထားတဲ့အချက်တစ်ချက်ရှိတယ်။အုံနောင်းနဲ့ပတ်သက်ပြီးတော့ ချိန်ခေါ်ထားတဲ့အချက်တစ်ချက်ရှိတာဗာလဲဆိုတော့မင်းတို့လူတွေအားလုံးစုလိုက်တယော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 က်ခွဲခိုင်းတာမဟုတ်ဘူးနော်ခွဲပြီးတော့လှုပ်ခိုင်းတာမဟုတ်စုပြီးလှုပ်ဂျင်းနေအားလုံးလည်းစုပြီးလှုပ်မင်းတို့လူတွေရောဂျင်းတွေအကုန်ပေါင်းလိုက်ပေါင်းလို့ရရင်နဲ့ဗာလှုပ်ခိုင်းရသေးလားအသက်ရှိတဲ့ရင်ကောင်လေးတကောင်လှုပ်ပြကောင်းအောင်ကျွန်တော်ဖန်ဆင်းရှင်စိန်ခေါ်တာအသက်ရှိတဲ့ရင်ကောင်လေးတကောင်ပဲလုပ်ပြနော် လူတွေပါလူလူမျိုးဗျာမျက်လုံးတွေနှာခေါင်းတွေဟိုပါးစပ်တွေဟိုနားတွေဒီအသေးတွေနှလုံးတွေကြောက်ကက်တွေအဆုတ်တွေအဲ့လိုမျိုးတွေပြည့်စုံနေတဲ့ခန္ဓာကိုယ်တစ်ခုကိုတော့မပြောသေးဘူးဘာမဟုတ်တဲ့တေးပါတယ်ဆိုတော့ရင်ကောင်လေးတစ်ကောင်လှုပ်ပြရတဲ့ဆိုတော့လူတွေရဲ့အုံတော့စိန်ခေါ်တာလားအဲ့ဒါစိန်ခေါ်မှုကအကူအတွက်လည်းမဟုတ် အရင်ကအတွက်လည်းမဟုတ်ဟုတ်ကဘာကြီးပျက်စီးတဲ့နေ့တိကဘာကြီးတစ်ခုလုံးပျက်စီးပြီးတော့လူတွေအားလုံးမျိုးတုံးပြောက်ွယ်သွားတဲ့နေ့တိ စိန်ခေါ်တာလေဘလောက်ကောင်းလဲအုံးတော့လုံဆန်းတိတ်ပံပညာရှင်အကုန်စုလိုက်ရှိကမြလူတွေအကုန်စုလိုက်ဂျင်းနေအကုန်စုလိုက်အကုန်ပေါင်းလိုက်အသက်ရှိတဲ့ရှင်ကောင်လေးတစ်ကောင်လုံးပြကုရ်အန်ကစိန်ခေါ်တာလားဖန်ဆင်းရှင်ကစိန်ခေါ်တာဆိုတော့ကျွန်တော်ပြောချင်တာလူတွေရဲ့အုံတော်ကအကန့်သက်ရှိတယ်တိလားတိုးတက်တာမှန်တယ်ဒါပေမဲ့အကန့်သက်ရှိတယ်အဲ့ဒါကိုကျွန်တော်ပြောချင်တယ် ပြီးတော့အဲ့မှာနောက်တစ်ခုကျွန်တော်တန်တရားနဲ့ပတ်သက်ပြီးသူပြောတယ်ဗျာဆိုတော့အဲ့မှာကျွန်တော်တခုပြောချင်တာနော်သူကတော့ဗီဒီယိုထပ်တယ်မှာညာပြောတယ်ဗျာကျွန်တော်လိုချင်တဲ့အဖြေသူမပေးဘူးကျွန်တော်လိုချင်တာတန်တရားရဲ့အဆောက်အအုံသိချင်တာသူကဥကတန်တရားရဲ့တန်တရားဆိုတာဘာကိုဆိုလိုတာလဲသူရှင်းသွားတာနော်ဘာကိုခေါ်တာလဲသူရှင်းသွားတာဆိုတော့အဲ့မှာကျွန်တော် comment အောက်မှာလည်းမိတ်ဆွေတချို့ကပါနော်ဒါကျွန်တော်တိုက်ခိုက်တာမဟုတ်ကျွန်တော်ပြောပြတာပါနော်မိတ်ဆွေတချို့ကဗျာဘာနဲ့နှိုင်းပြီးပြောလဲဆိုတော့ဖယားရှင်ကအဲ့ ညောင်ပင်ကအရွက်တွေပေါ့နော်ဟိုတစ်ပင်ကအရွက်တွေညောင်ပင်တော့မဟုတ်ပါသူပြောကတစ်ပင်ကအရွက်တွေတစ်ပင်ကအရွက်တွေထဲမှာကျွေတဲ့တရွက်တရွက်တရွက်လောက်ပဲသူကပြောပြတာပေါ့လူတွေရဲ့အသိဉာဏ်နဲ့ထိုက်တန်တာပေါ့တရွက်တရွက်လောက်ပဲသူပြောပြတာတဲ့ကျန်တာအလုံးမပြောပြဘူးပေါ့နော်အဲ့ဒါဆိုကျွန်တော်မိကုန်းတစ်ခုမိမယ်ဗျာခင်ဗျားတို့ခင်ဗျားတို့လူရဲ့အုံနှောင်းနဲ့မမီတဲ့အရာတွေခင်ဗျားပြောတယ်ဗျာလူရဲ့အုံနှောင်းနဲ့မမီလို့မပြောတာလို့ပြောခင်ဗျားလူရဲ့အုံနှောင်းနဲ့မမီတဲ့ဗျာမာတို့နော်နှတ်တို့ နတ်ပြည်ချောက်တက်တို့အရေးပြည်တို့နိဗ္ဗာန်တို့เนาะမြင့်မှုတောင်တို့လူရဲ့အုံတော့မမီမြင်လည်းမမီဘူးတီးလည်းမတီးဘူးမှီမှလည်းမဟုတ်ဘူးเนาะပြောမှဆိုဗျာတန်တရာရဲ့အစဆိုတဲ့အရာကလွင့်ကျန်တဲ့အရာအကုန်လုံးဟိုဟိုဗုဒ္ဓဘုရားရှင်ဟာဟောကြားခဲ့တယ်ကျန်တဲ့ဆိုအကုန်အကုန်အဆုံးလဲပြောတယ်ဗျာအဲ့ဆိုအစကိုမပြောလူရဲ့အုံနာတော့မမီဘူးဆိုအဆုံးဆိုတဲ့နိဗ္ဗာန်လည်းမပြောရအောင် ိတ်လာအဲ့ဒါလည်းလူရဲ့အုံနှောင်းနဲ့မမီဘူးကျွန်တော်ပြောချင်တာအကုန်ပြောတယ်တစ်ခုလေးပဲခြံခဲ့တယ်အဲ့ဘာခြံခဲ့လဲဆိုတော့တန်တရားရဲ့အဆဆိုတဲ့အရာကိုခြံခဲ့တယ်ဘာကြောင့်ခြံခဲ့အတိလဲခင်ဗျားတို့ခလေးအတွေးနဲ့တွေးလို့ရအောင်ကျွန်တော်ပြောတာနော်ကျွန်တော်တိုက်ခိုက်တာမဟုတ်ကျွန်တော်ကဒါခင်ဗျားတို့အုံနှောင်းတွေဖွင့်ဖို့ကျွန်တော်ပြောတာတိလားတခြားဘာသာကိုတိုက်ခိုက်မယ်ဆိုလဲကျွန်တော်လည်းတိုက်ခိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်တိုက်ခိုက်တာမဟုတ်ကျွန်တော်ကဒဲ့ပြောတာအဲ့ဒါဘာလဲဆိုတော့တန်တရားရဲ့အဆဆိုတာ မောင်ဖြူဖြစ်ဖြစ်မောင်နီဖြစ်ဖြစ်ဘာကြီးဖြစ်ဖြစ်ဗျာတခုခုဘယ်အရာမဆိုတခုခုခင်ဗျားတို့ဘယ်အရာပဲကောင်းစဉ်တက်တိုက်တက်လိုက်တက်လိုက်အဲ့ဒီအစားဆိုတဲ့အရာကိုပြောခဲ့ရင်ဗုဒ္ဓဘာသာကအရှင်းတော့မညီတော့ပြောပါရင်ဘာလို့လဲဆိုတော့အကြောင်းရှိလို့အကျိုးဖြစ်တယ်ဆိုတဲ့ဘာသာတည်ရဆိုအစားဆိုရင်စားလုံးရင်စားတဲ့အစားဆိုရင်ဘယ်အရာမဆိုဗျာအစားဆိုရင်အကြောင်းမရှိဘူးအစာကြီးဖြစ်လာတာ အစဖြစ်နေတာအစဆိုရင်ဘောနော်အစဖြစ်နေတာဆိုတော့အကြောင်းမရှိဘယ်နဲ့ဒီအစအကျိုးဆိုတာအရာကြီးဖြစ်သွားတာဟိုကအကောလုံးပွဲပြောက်သွားပြီအဲ့တော့မပြောတာပြီးတော့နောက်တစ်ခုကျွန်တော်ပြောပြမယ်မြတ်စွာဘုရားကသူ့ကိုသူကိုးကွယ်ပါသူ့ကိုကိုးကွယ်ပါဆိုပြီးမပြောခဲ့တော့ခင်ဗျားတို့เนาะခင်ဗျားတို့က ဒါစီးကတ်တယ်ပူဇော်တယ်ကိုးကွယ်တယ်နော်မြတ်စွာဘုရားရဲ့လမ်းမှန်တရားတွေကိုကျင့်သုံးတယ်လိုက်နာတယ်ကိုးကွယ်တယ်ဒါပေမဲ့ तू ကိုယ်တိုင်ကသူ့ကိုမြတ်စွာဘုရားကကိုးကွယ်ပါလို့မပြောခဲ့ဘူးဒါပေမဲ့ဒီနေ့ခင်ဗျားတို့ကဖះဆိုပြီးကိုးကွယ်နေတာကျွန်တော်ပြောရမှားလားမှားတယ်ဆိုရင်ထောက်ထားနိုင်ပြောကျွန်တော်လာဆဲစရာအကြောင်းမရှိဘူးနော် မကူသူ့ကိုသူကိုးကွယ်ပါလို့မပြောခဲ့တဲ့အရာတခုခင်ဗျားတို့ကကိုးကွယ်တာကျွန်တော်တို့ဖန်ဆင်းရှင်ဟာငါ့ကိုအီဘာဒတ်လုပ်ပါငါ့ကိုခောက်ဖို့ကိုးကွယ်ပါငါကဖန်ဆင်းရှင်မယ်ဒီစัจ java လာတခုလုံးကိုဖန်ဆင်းထားတယ်ဆိုပြီးပြောခဲ့တဲ့အရာတခုကိုကျွန်တော်တို့ကကိုးကွယ်နေတာအဲ့မှာတော့နည်းနည်းကွာတယ်တိတ်လားခင်ဗျားတို့ကကိုးကွယ်ပါလို့မပြောဘဲနဲ့ကိုးကွယ်နေတာပြီးတော့နောက်တစ်ခုကျွန်တော်ပြောပြမယ်ကျွန်တော်ဟိုတနေ့ကဗီဒီယိုဖိုင်တင်နေတယ်တယောက်ကကျွန်တော်လာမန့်တယ်ဗျဘာမန့်လဲကျွန်တော်မပြောတော့ထားလိုက် အဲ့မှာကျွန်တော်တီးစေချင်တာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ယေရှုခရစ်တော်ဟာနော်ယေရှုခရစ်တော်ဟာတည်တဲ့လူတွေပြန်ရှင်အောင် လုပ်ပြီးတယ်မျက်လုံးမမြင်တဲ့လူမျက်လုံးမြင်အောင်လုပ်ပြီးတယ်နော်မိုးဇက်စ်ကမူဆာကနိုင်မျိုးကိုခွဲပြတယ်လမ်းဆန်းတော်ဖြစ်သွားတယ်နော်ဟိုသူ့ရဲ့အစွာကိုချလိုက်ရင်မွေးနဂါးကြီးဖြစ်သွားတယ်ကျွန်တော်တို့တမန်တော်က လာကပါအောင်နှချမ်းခွဲပြတယ်လောကကြီးမှာရက်ပြီးတော့နော် လောကကြီးမှာခံကိုကဘာပေါ်မှာရက်ပြီးတော့လာအောင်နှချမ်းခွဲပြတယ်တိတ်လားအဲ့မှာကျွန်တော်တခုပြောချင်တာအမေရာ့စ်နဲ့ပတ်သက်တဲ့ကိစ္စကောင်းငင်တဟိုကောင်းငင်ခရီးတမန်တော်သွားတဲ့ကိစ္စကိုကျွန်တော်နောက်ဗီဒီယိုမှာနည်းနည်းအကျယ်လေးနဲ့ပြောချင်တာဘာဖြစ်လို့ဆိုတော့ခုဗုဒ္ဓဘာသာတော့မဟုတ်ဘူးဗျအဲ့ကောင်ကတော့ပြောမယ်ဆို အစ္စလမ်လို့သူကသူပြောတယ်ဗျာသူကဟိုကျွန်တော်အစ္စလမ်ကခစ်မမီဘူးလို့ပြောတာဗျာအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်နောက်ရှင်းပြမယ်ထားဆိုတော့အဲ့ကဲနောက်ခဏထားလိုက်နော်ပြောချင်တာနဗီတမန်တော်တိုင်းနဗီတမန်တော်တိုင်းကတကူတော်တွေပြခဲ့တယ်နော်အဲ့လိုတကူတော်ပြတဲ့အချိန်မှာကြံတဲ့လူတွေကလူကတကူပြတော့ဗျာအထင်ကြီးပြီးတော့နော်လမ်းမကြီးရောက်သွားတယ်ကျွန်တော်တို့တမန်တော်ကလည်းတကူပြတယ် ါပေမဲ့ကျွန်တော်တမန်တော်ကပြောသလားဒါငါသဘောနဲ့ငါလုံနေတာမဟုတ်ဘူးငါဖန်ဆင်းရှင်ကငါ့ကိုပေးတဲ့အစွမ်းတတိနဲ့ငါလုံနေတာငါ့ကိုကိုးကွယ်စရာမလိုဘူးအဲအကြောင်းမို့ဒီနေ့ဒီချိန်ကြီးတမန်တော်ကိုကိုးကွယ်တာမရှိခဲ့ဘူးတမန်တော်ကအဲ့လိုမျိုးမှားခဲ့တာသိလားပြီးတော့တမန်တော်ကအဲ့လိုမျိုးပုံနေပါလေတမန်တော်ရဲ့ပုံပါလို့မရှိရသေးလားအဲ့လိုပုံနေပါရရှင်ဒီနေ့ခမရတို့လိုပဲကျွန်တော်တို့လည်းတမန်တော်ရဲ့ပုံအရှိမထောင်သားပြီးကျွန်တော်တို့ကိုးကွယ်နေမှာဘာဖြစ်လို့ဆိုတော့လောက်တော့နှချမ်းခွဲပြတာဟုတ်လူတယောက်ဖြစ်ပြီးတော့ဟုတ်တယ်မလား ဆိုတော့ပြောချင်တာကလေကျွန်တော်တို့ကလူကိုဝဲတဲ့ဘာသာမဟုတ်ဘူးနော်လူကိုဝဲတဲ့ဘာသာမဟုတ်ဘူးဆိုတဲ့အပေါ်မှာမနေ့ကဆိုမိတ်ဆွေတယောက်ဟိုဥလေးတယောက်ကတက်လာပြီကျွန်တော်လိုက်ပေါ်တက်လာပြီးတော့ကျွန်တော်ဖန်ဆင်းရှင်းတဲ့ပတ်သက်ပြီးစော်ကားမော်ကပြောရယ်ဗျာထားလိုက်နော်အဲ့ဒါကိုကျွန်တော်ရှင်းပြကျွန်တော်တို့ကလူကိုဝဲတဲ့ဘာသာမဟုတ်တဲ့ပုံမှာလာမတိုက်ခိုင်းနဲ့ကိုနေရကိုနေဟုတ်ပြီလားနော်ကျေးဇူးတင်ပါတယ်ဆလာမ်အလိုက်